Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ Manchester United ကတော့ Queen Exam ပြတဲ့ Casemiro ကိုအတင်းမှာဆက်ထားဖို့အတွက်လက်ရှိမှာစဉ်းစားနေတယ်ဆိုတဲ့သတင်းတွေကျွန်တော်တို့ရောက်တက်လာတယ်ဒီညမှာ Casemiro Manchester United မှာနောက်ရသည်ဆက်ရှိဖို့က United အတွက်အလေးနဲ့စဉ်းစားလာတဲ့ option တစ်ခုဖြစ်လာတယ်ပေါ့နော် Ruben Amorim ကတော့ Casemiro ဟာ ကျွန်တော်အနေနဲ့လက်ရှိအသင်းရဲ့ကွင်းလယ်မှာအရေးပါတဲ့ကစားမတစ်ယောက်ဖြစ်ကျွန်တော်မြင်နေရတယ်။ဒါအပြင်အသင်းရဲ့ channel ကစားမတွေအတွက်လည်းအရေးပါတဲ့ကစားမတစ်ယောက်ဖြစ်သူ့ကိုမြင်ထားတယ်ပေါ့။ဒါကြောင့်လို့ဒီမှာဆိုလို့ချင်းအသင်းအောင်မြင်မှုတွေပြန်ရဖို့ကြိုးပမ်းတဲ့နေရာမှာကက်စမဲရိုသည်အဓိကအခန်းကဏ္ဍကနေပါဝင်နေစေဖြစ်တယ်။ဒါကြောင့်ကက်စမဲရိုကိုအသင်းမှာဟိုဆက်ပြီးတော့ထားဖို့ကဖြစ်နိုင်ကြီးအများကြီးရှိနေတယ်ဆိုပြီးတော့ report တွေကျွန်တော်တို့ကြောက်တက်လာတယ်ဆိုတော့ဒါကကျွန်တော်ပြည်သက်တွေကြားထဲမှာတော့အမြင်ကြီးကွဲသွားပြီပေါ့နော်အထူးသဖြင့် ကက်စမဲရိုနဲ့ပတ်သက်လို့ရှိရင်နောက်ပိုင်းမှာကက်စီကအများကြီးပြန်ကောင်းလာတာအခုတစ်ပင်းတော့ကျွန်တော်လက်ရှိအာကိုရီဂျီနဲ့ခေါ်ထားပါတယ်ဆိုတော့ Ugarte ထက်တော့မှပိုကောင်းတဲ့ performance တွေပြနေတယ်ဒီနေရာမှာဂိုးသွင်းတာတွေဖန်တီးမှုလောက်တာတွေနေကျွန်တော်မဟုတ်တော့ဘဲနဲ့သူ့ရဲ့ general play ကိုကကွင်းလယ်မှာကက်စီဟာအများကြီးပါတဲ့ကစားမတယောက်ကျွန်တော်ဖြစ်နေတာ။ Ugarte ဆိုလို့ရှိရင် international break ဥကဒီဥရုဂွေးအတွက်သွားကစားအပြီးပြန်လာတဲ့အခါမှာသူ့ရဲ့အရင်ပုံစံကိုကျွန်တော်ပြန်မမြင်ရဘူး။ ဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်နီးပြအမူရင်ကိုယ်တိုင်ကသူဟိုကက်ဆမဲရိုကိုသူဘယ်လိုတုံးအောင်မလဲဆိုတာကောင်းကောင်းသဘောပေါက်သွားတယ်ဆိုတဲ့စကားပြောပြီးနောက်ပိုင်းမှာတကယ်လည်းပဲကက်စီရဲ့ဆွမ်းဆောင်ရည်တွေဟာအသင်းပေါ်မှာအများကြီးထိခိုက်ထိရောက်မှုတွေကျွန်တော်ရှိလာတယ်။ဒါကြောင့်ပေါ့နော်အသင်းရဲ့ဘက်ကတော့ကျွန်တော်ညီနေတာကွင်းလယ်မှာကက်စမဲရိုကိုဆက်ပြီးတော့ထိန်းသိမ်းဖို့ကတော့မယောင်းချဘူးကကျွန်တော်ဖြစ်နိုင်ကြီးအများကြီးရှိနေသေးတယ်ပေါ့။ဆိုတော့ဟို ခုနကပြောလိုပဲပြည်သက်တွေအများစုကြားထဲမှာတော့နောက်ပိုင်းပြန်ခြေသွမ်းပြလာတဲ့ဆိုတဲ့အခါကျတော့ကက်စီကိုလက်မလွတ်လဲပြည်တနာမရှိနိုင်ဘူးဆိုတဲ့ဒီယူဆကြတဲ့သူတွေလည်းကျွန်တော်ရှိရေပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဟိုအကယ်လို့ကက်စမဲရိုကိုလက်မလွတ်ဘူးဆိုရင်တွင်းလယ်မှာပြန်အစားမထိုးဘူးလားပေါ့နော်ဒါကကျွန်တော်စဉ်းစားစရာဖြစ်လာပြီဘာလို့လဲဆိုတော့လက်ရှိအသင်းရဲ့တွင်းလယ်ကိုကျွန်တော်ကြည့်ရင်အားကိုးရတာဒီကက်စမဲရိုနဲ့ဥကာဒီနှစ်ယောက်ပဲကျွန်တော်ရှိတာဒီတဲကမှဥကာဒီကခြေသွမ်းနေနောက်ပိုင်းမှာမတီမငိမ့်ဖြစ်လာတာ ကက်ဆမဲရူကနောက်ပိုင်းပြန်ကောင်းလာတာမှန်ပြီမဲ့တပတ်ကို၃သိန်းခွဲလောက်ပေးနေရတဲ့အပြင်သူ့ရဲ့အသက်အရွယ်သူ့ရဲ့အနေထားအရကိုကောဥရောပကိုကျွန်တော်တို့နေရှင်ကစားဖို့ဥရောပအသင်းတွေကိုရှင်ကစားဖို့ပရီးမီးယားလိမ်မှာချန်တဲ့အသင်းတွေကိုဘတ်တယ်ဆိုင်ဖို့အတွက်နော်ကျွန်တော်တို့ဒီဟိုရေမောင်နှင်းကစားကြတဲ့အနေထားမျိုးမှာကက်စီဒီအလောက်ကြီးဒီအာဂိုရက်စ်အနေထားမှာကျွန်တော်ရှိမနေဘူးသူများအသင်းတွေမှာဆိုလို့ရှိရင်ငယ်ရွယ်ပြီးတော့တကယ်ကောင်းပြီးတော့နောက်ထပ်နှစ်တွေအများကြီးအာဂိုလို့ရတဲ့ကွန်းလိန်ကစားမတွေရှိနေတဲ့အချိန် ကိုရီဟာလာမယ့်နှစ်နှစ်တောင်မှမတည်ကြတော့တဲ့ကက်စမီရိုကိုအမှန်ကန်အာကူဝါဖို့ကြိုးပမ်းနေတယ်ဆိုတာမျိုးကတိတ်အိပ်ပဲမရှိဘူးဆိုတော့ဟိုအသင်းအနေနဲ့ကက်စီကိုဆက်ပြီးတော့ဗောနော်ထားသည်ဖြစ်စီမထားသည်ဖြစ်စီကွင်းလယ်မှာနောက်ထပ်ကစားမကောင်းတယောက်ကကျွန်တော်ခေါ်ကိုခေါ်မှရမှာเนาะအခုလက်ရှိကျွန်တော်တို့ကွင်းလယ် option တွေတဲ့ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်အဲကက်စမီရိုဆက်နေမယ်ဆိုလို့ရှိရင်ဥကာဒိရှိမယ်ကက်စမီရိုရှိမယ်เนาะမိန်နူရှိမယ်ဘရူနိုရှိမယ် မေဆန်မောင်းရှိမယ်ဗျမေဆန်မောင်းကတော့နံပါတ်10လို့ပါလို့ကျွန်တော်ထားပါတော့စန်ဒရယ်ရူမှာဆိုလို့ချင်းအဲ့လောက်ပဲကျွန်တော်ရှိတာဆိုတော့အသင်းမှာကွင်းလင်ကစားမတယောက်ကလူကိုလူတယ်ကက်စမဲရိုကိုဆက်ထားသည်ဖြစ်စီမထားသည်ဖြစ်စီဒီနေရာမှာအဲရစ်ဆန်ကမဖြစ်မနေထွက်မယ်ဆိုတော့အကယ်လို့ကက်စမဲရိုကိုဒါကျွန်တော်တို့လက်လို့မယ်ဆိုလို့ချင်းနှစ်ယောက်လောက်တော့မှပြန်ပြီးတော့ခေါ်ရမှာတကယ်တမ်းစကွတ်ဒက်အရာတကယ်ကောင်းကျင်နေဆိုရင်ပြောတာဒါအပြင်ကက်စမဲရိုကိုဆက်ထားမယ့်နေရာမှာလည်း तू ကတော့အေးပါတဲ့ကစားမတယောက်ဟေးဆိုပြီးတော့ဒီတိုင်းကြီးမထားသည်ဘူးဗျာကက်စီနီနဲ့ လောက်ခလာစာရှော့ယူတိုင်းမှုတွေဘာတွေကျွန်တော်ကြိုးပမ်းသေးတယ်အတင်းဘက်ကပေါ့နော်ဒါကစားမရဲ့ဘက်ကတော့လူလူလလာကြီးတို့လာစာတော့ရှော့ပြီးတော့ယူပြီးမှတော့မဟုတ်ဘူးဒါပေမဲ့အတင်းနေတဲ့ကက်စမဲရိုကိုဆက်ထားဖို့ကြိုးပမ်းတဲ့နေရာမှာလာစာရှော့ယူဖို့အတိုင်းအတာတစ်ခုကြီးကျွန်တော်ဒါဆွေးနွေးတင်နေအခုလက်ရှိကက်စမဲရိုရဲ့ခြေစွမ်းအတင်းပေါ်မှာဆွမ်းဆောင်ရည်ပေါင်းပြထားတာတွေနဲ့သူရနေတဲ့သူ့ရဲ့အကျိုးခံစား권နေရဘလို့မှန်ကန့်ညီမှုကျွန်တော်ရှိမနေဘူးနော်ကန့်ညီမှုကျွန်တော်ရှိမနေဘူးသူသဖြင့် Ineos တို့ဘာလို့ကအခုဆိုလို့ရှိရင် ယူရိုပါလိဖိုင်နယ်ကိုသွားကြည့်မယ်တဲ့မှာဝန်ထမ်းတချို့ကတော့မှသူတို့ကလက်မှတ်ခါတွေမပြီးတော့ဘူးเนาะအဲ့လောက်ထိကျွန်တော်တို့ရဲ့ဘန်နာယီဘန်နာယီကိစ္စတွေကိုရှော့ချနေတာအဲ့လိုဆိုတော့ကက်စမဲရိုတို့ကိုဆက်ထားမယ်ဆိုလို့ရှိရင်လည်းလာစာအတိုင်းအတာတစ်ခုကြီးရှော့ချတာမျိုးကြီးကျူးပန်းတင်နေပေါ့နော်ကစားမဘကလက်ခံမခံကတော့တပိုင်းပေါ့လေလက်ခံလို့ရှိရင်အကောင်းနဲ့ရပဲလက်မခံလည်းပဲတနည်းပေါ့ဗျာတတိယတာတစ်ခုကတော့ကက်စမဲရိုကိုဆက်ထားမယ်ဆိုပြီးတော့ကက်စီနီယာမှာဘသူနဲ့မှအစာမထိုးဘဲနဲ့ကျွန်တော်ရှေ့ဆက်လို့မရဘူး နောက်ထပ်ကွင်းလင်ကစားမှာဒေါင်တော်မီတယောက်ကကျွန်တော်တို့လူကိုလူတယ်။ဒါရမဘရူနိုဖာနန်ဒက်စ်တို့ဘာလို့ကကွင်းလင်မှာကစားနေလို့เนาะဒါကျွန်တော်တို့မှာတကယ်ကောင်းတဲ့ defensive midfielder ကိုမှဟို press resistant ဖြစ်တဲ့ကစားမှာမျိုး player from the back ကနေကောင်းကောင်းကစားနေတဲ့သူမျိုးဒါမျိုးကိုကျွန်တော်တို့လူတယ်။ dynamic ကျွန်တော်တို့ဖြစ်ရမယ် strong ဖြစ်ရမယ် USD ကောင်းရမယ်ဆိုတဲ့ကစားသမားမျိုးကျွန်တော်တို့လူကိုလူတယ်။ ကြောင်အသင်းအနေနဲ့ပေါ့နော်ကက်စမဲရိုကိုဆက်ပြီးတော့ထားဘူးတော့အသင်းဘက်ကစဉ်းစားနေတယ်အမိုရင်းရဲ့အသင်းမှာကက်စမဲရိုဟာအရေးကြီးတဲ့ပလေယာတစ်ယောက်ဖြစ်လေမြင်နေကြတယ်သို့တော်လည်းပဲကျွန်တော်တို့ကကက်စမဲရိုဆက်ရှိမယ်ဆိုပြီးတော့နောက်တစ်ယောက်အစားထိုးလို့မဖြစ်ဘူးလို့ကျွန်တော်ယူဆတယ်ညီကလေးနေနေရောဘယ်လိုမြင်ရလဲကက်စမဲရိုကိုဆက်ပြီးတော့ထားတင်တယ်လို့ထင်ကြလားဒါမှမဟုတ်မဖြစ်မနေကစားမကောင်းနောက်ထပ်တစ်ယောက်နဲ့အစားထိုးရတော့မယ်လို့ယူဆကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများရပါတယ်